မောင်ဆိုကအားလုံးပဲမင်္ဂလာပါခုကျွန်တော်ပြန်လည်းမြန်ဝင်ပြီးမှာကတော့ချီဆော့လေးဖြစ်ပါတယ်ဒီချီဆော့လေးကိုကြော့ကြော်နဲ့ပဲဆာဆာအာလူကြော်လေးနဲ့ပဲဆာဆာအရင်ကလိုက်ဖက်တဲ့ sauce လေးတစ်မျိုးဖြစ်ပါတယ်ကြည့်ဆားလို့ကြအောင်အရင်ဆုံးကျွန်တော်တို့ top ပတ်50 gram ကိုမီးပူပေးရပါမယ် top ပတ်လေးတွေအရေးပြောလာပြီဆိုရင်ကျွန်တော်တို့ထွေထွေတုံးဂျုံမုံလေးထည့်ရပါမယ်ဂျုံမုံ50 gram ထည့်ပါမယ်အားလုံးရော်တမန်ပွေပေးရပါမယ် BA လေးနဲ့ ထားပြရပါမယ်။မီးပြင်းလို့မရပါဘူး။မီးပြင်းတူသွားတယ်လို့ပါ။ကြုံမုံလေးကျက်လာသည့်အထိအဆက်မပြတ်မှွေပြရပါမယ်။ကြုံမုံလေးတွေကျက်လာပြီဆိုရင်ကျွန်တော်တို့နွားနို့ထည့်ပါမယ်။နွားနို့ကျွန်တော်တလီတာသုံးထားပါတယ်။နွားနို့ဖြည်းဖြည်းချင်းထည့်ရပါမယ်။တခါတည်းအကုန်လုံးလောင်းထည့်လို့မရပါဘူး။နွားတို့နည်းနည်းလေးထည့်လိုက်၊မှွေပေးလိုက်အဆက်မပြတ်မှွေပြရပါမယ်။မီးလည်းပြင်းလို့မရပါဘူး။နောက်ဆုံး ပြစ်လာရင်ဒီကျွန်တော်တို့နွားနိုးနည်းနည်းနည်းစီထည့်ပြီးမှုေပြရပါမယ်။နွားနိုးတွေအကုန်လုံးထည့်ပြီးရင်ဒီကျွန်တော်တို့အဆက်မပြတ်မှုေပြရပါမယ်။အားလုံးထည့်ပြီးပြီဆိုရင်ကျွန်တော်တို့အရာတာဆက်ပါမယ်။ကျွန်တော်ချစ်စီဆူနင်းပေါင်တောင်မုံ50ဂရမ်သုံးထားပါတယ်။အယောင်တင်မုံ2စွန်းသုံးထားပါတယ်။စား2စွန်းသုံးထားပါတယ်။မြုပ်ကောင်းမုံစွန်းတစ်ဝက်သုံးထားပါတယ်။ပြီးအားလုံးရောဓမမှုေပြရပါမယ်။ အားလုံးနှံ့ဆက်သွားအောင်မွေပေးရပါမယ်။ပြီးရင်ကျွန်တော်တို့ cheese ထည့်ပေးရပါမယ်။ cheddar cheese ထည့်ပေးပါမယ်။300 gram ထည့်ပါမယ်။ပြီးရင်မီးအေးလေးနဲ့မွေပေးပါ။ဆက်မပြတ်မွေပေးပါ။အားလုံးနှံ့ဆက်သွားအောင်မွေပေးရပါမယ်။အခုဆိုရင် sausage spread ရန်ကောင်းတဲ့ cheese sauce တွေရပါပြီ။အသားမီမီတို့ရန်ကြိုက်တဲ့ cheese sauce တွေပါ။ ဒီချီစော်လေးကမိမိကြိုက်နေတဲ့ရာအသားကျော်အလူးကျော်အမ်ဘာကလုံးနဲ့တွဲစားလို့ရပါတယ်ခုဗီဒီယိုလေးကိုစုံနေလိုက်ပါကြည့်ရှုပေးတဲ့အားလုံးကိုသူကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့